တိုင်းလာသားများအားလုံးမင်္ဂလာပါဗျာ24ရက်5လ2025မှာ30ရက်5လ2025ဒီတိုင်းလာသားသမီးများရဲ့တပတ်တာကန်ကျမကိုလီနိုမာကန်ကလေးတွေနဲ့ကြည့်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကြည့်နေတဲ့သူတွေမှာတိုင်းလာသားသမီးတွေပါတယ်ဆိုလို့ရှိရင်လည်းကျွန်တော်အကောင့်လေးကို follow လေးလုပ်သွားဖို့အဲ like လေးတွေပေးသွားဖို့ comment လေးရေးသွားဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်က ကကလေးရယ်ဆွဲပြီးသွားဖြစ်ပါတယ်အဲ့တော့ငွေကန်လေးကနေစပြီးတော့ကြည့်ပြမယ်အဲငွေကန်လေးတော့ကြာလာတဲ့နမိတ်ကလေးကပန်းညံဆိုတဲ့နမိတ်ပေါ့နော်အဲ့တော့ငွေကန်ကအရင်ကခက်ခဲခဲ့တယ်ပေါ့နော်ရှေ့တစ်ပတ်မှာလူမျိုးခက်ခဲခဲ့ပြီးသွားပြီးအနေငယ်ခက်ခဲခဲ့တဲ့အရာလေးတွေကဒီတစ်ပတ်တကာလမှာပြန်ပြီးအဆင်ပြေလာနိုင်ပြီးအဆင်ပြေသွားပြီဆိုတဲ့နမိတ်မျိုးကိုမြင်ရတယ်အဲစိတ်ချမ်းသာစရာပျော်ရွှင်စရာလေးတွေကိုငွေကြေးနဲ့ပတ်သက်ပြီးခံစားလာရနိုင်တယ်ဆိုတဲ့တစ်ပတ်တကာလဖြစ်တယ်အဲ့တော့ငွေကြေးကန်ပို့ပြီးမြင်ပါစေဖို့အဲအေးအေးဆေးဆေးပို့ပြီးဖြစ်စေဖို့တော့ပေါ့နော်နွားနို့အစိမ်းကို အဲ့လိုလှူပေးပါအဲ့ဒါဆိုလို့ရှိရင်တော့ငွေကြေးကံကပို့ပြီးတော့မြင့်မားလာမယ်ဆိုတာမျိုးလေးကိုဒီကန်နမိတ်ကတွေ့ရပါတယ်အဲဆက်လက်ပြီးတော့အခြေရေးပေါ့နော်အခြေရေးနဲ့ပတ်သက်ပြီးကြာလာတဲ့နမိတ်ကကောက်လိုင်းစီဆိုတဲ့နမိတ်အဲ့တော့အခြေရေးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုဒီတပတ်တာကာလမှာတင်းလန်သားသမီးတွေကအခြေရေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေတာအောင်မြင်တာပြီးတော့အချစ်ဒီကိုရီဒီချစ်သူနှစ်ဦးကြမှာပို့ပြီးတော့တိုးပွားလာတာဒါမျိုးလေးတွေကြုံလာနိုင်တယ်ပေါ့နော်အဲ့တော့အချင်းနဲ့ပတ်သက်ပြီးတော့လေကန်လေးကကောင်းနေတယ်အချင်းနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့် ိုပြီးတော့အဆင်ပြေခြင်းလေဆိုလို့ရှိရင်အဲအိမ်ရဖျားမှာပေါ့နော်မုလကောက်6ခုကိုလှူပြီးတော့အခြေပုံမအဆင်ပြေစေဖို့အတွက်ဆူတောင်းလို့ရပါတယ်ခင်ဗျာပြီးတော့အိမ်တော်ကြီးပေါ့အိမ်တော်ကြီးဘယ်တော့ပတ်သက်ပြီးတော့ကြားလိုက်တဲ့မိကတော့တောင်းပါအဲတောင်းဆိုတဲ့သဘောအတိုင်းပဲအိမ်တော်ကြီးနဲ့အိမ်တော်ကြီးမှာကိုကအဲဒီတပတ်တာကာလမှာခက်ခက်ခဲခဲတွေအဲပြီးတော့ပြဿနာတွေကတော့ကစားဖြစ်တာတွေအာပြီးတော့ အာမကြုံဘူးသေးတဲ့ပြဿနာမျိုးတွေကြုံလာနိုင်တဲ့အတွက်ကြောင့်မို့လို့အာတိုင်းလန်သားကြီးများကအိန်တော်ကြီးကန်လေးကတော့ညံ့နေတယ်ဒီတစ်ပတ်တာကာလမှာအဲ့တော့အိန်တော်ကြီးကန်ညံ့နေတဲ့အတွက်ကြောင့်မို့လို့အိန်တော်ကြီးကန်ကောင်းသေးဖို့အတွက်ရေရာလေးကအဲကိုကပေါ့နော်အလိုပတိလေးတစ်မျိုးမျိုးကိုစိတ်တည်တည်ငြိမ်ငြိမ်လေးနဲ့စိတ်ပြီးတော့ဆူတောင်းနေဖို့အတွက်တော့လိုအပ်တယ်ဆိုတဲ့နမိတ်မျိုးမြင်ရတယ်ပေါ့နော်အဲ့တော့တခုပေါ့ကိုတန်ရတန်ရပေါ့ကျွန်တော်ကတော့အရန်သိတိကိုအားပေးခြင်းနဲ့အဲ့တော့အရန်သိတိကိုဖြစ်နိုင်မလဲဆိုလို့ရှိရင်တနေ့ကို33ဘတ်မနက်7ဘတ်နေ့ရင်း7ဘတ် ညာဆက်တဲ့ဘက်ပေါ့နော်အဲ့လိုမျိုးလေးစိတ်ပြီးတော့အင်တော်ကြီးကန်လေးကောင်းလာဖို့အတွက်စူတောင်းဖို့တင်တယ်လို့မြင်ပါတယ်အဲပြီးတော့ကျမ်းမာရေပေါ့နော်ကျမ်းမာရေနဲ့ပတ်သက်ပြီးတော့လေကြီးကြီးမားမားတော့မရှိဘူးဆိုပေမဲ့နှလုံးနဲ့ပတ်သက်တဲ့အရာလေးတွေနှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာလေးတွေဒါမျိုးလေးတွေတော့အနည်းငယ်ခံစားလာရနိုင်ပါတယ်အဲတို့ပေမဲ့ပြဿနာကြီးကြီးမားမားတော့မဖြစ်ပါဘူးခန္ဓာတစ်ဖြစ်ပဲဖြစ်ပြီးပြီးတော့ပျောက်သွားမယ်ဆိုရင်နမိတ်မျိုးမြင်ရတယ်အဲတော့တင်းလာသားကြီးများအနေနဲ့အဲကျမ်းမာရေထူးထူးတောင်းနဲ့ပို့ပြီးအဆင်ပြေစေဖို့အတွက်မွေးနံတောင်းမှာတင်းလာတောင်းမှာပေါ့နော်အဲ ထီးဖြူတလက်ကိုကတ်ပြီးတော့ကျမ်းမာရေးကောင်းဖို့အတွက်ဆူတောင်းလို့ရပါတယ်ခင်ဗျာအဲ့တော့တလန်သားကြီးများအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်အကောင့်လေးကို follow လေးလို့အသေးလေးပေး comment လေးရေးပြီး share သွားကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်